စကောင်းအဓိကမိတ်ဆက်ချင်းစကားအစမှာလူရီဆိုင်စုတိုင်စကောင်းကိုမိတ်ဆက်ပြသထားပါတယ်။သူကနမေကျော်လက်တရားလက်မဲ့သူလော်ယာတယောက်ဖြစ်ပြီးမိမိလုပ်သည့်အမှုတိုင်းမှာအနိုင်ရသူဖြစ်လူသိများသူဖြစ်ပါတယ်။ဒီနေ့မှာမစ္စတာဇာအိုဆိုတို့တူဦးနဲ့ကြွေပြီးသူ့ကိုအကူအညီပေးပါတယ်။ဒါကြောင့်မစ္စတာဇာအိုကသူမကိုညစာအထက်ဖိတ်ပါတယ်။ညစာအချိန်မှာဇာအိုကသူမလိုတက်ကြွပြီးလာပါတဲ့မိန်းကလေးတယောက်ကအခုထိမရှိသေးတာကိုအန်အော့ပြီးမေးမြန်းလာပါတယ်။ဒီမိခွန်းကလူဝစ်ကိုမိမိရဲ့အတိတ်မှာမေ့ကျင်တဲ့အမှတ်တရတွေကိုပြန်လည်သတိရစေပါတယ်။ နောက်ပိုင်းမှာလူဝစ်က TV ကြည့်နေစဉ်နမေဂီအမှုပညာရှင်တို့သည်ဆုံးသွားပြီး၎င်းကိုဂွန်ပြူဖော်ပြသည့်ပြပွဲကျင်းပမယ်ဆိုတဲ့သတင်းကိုကြားသိပါရယ်။ပြပွဲမှာပြသထားတဲ့အမှုပညာအရာအချို့ဟာမိမိရဲ့အတိတ်နဲ့ဆက်နွယ်နေသလိုခံစားရတာကြောင့်နောက်နေ့မှာတွားကြည့်ဖို့ဆုံးဖြတ်ပါရယ်။ပြခန်းထဲမှာ သူမကမမျော်လင့်မဲ့မိမိရဲ့ diary ပျောက်ဆုံးသွားတာကိုတွေ့ပါရယ်။ဒါပေမဲ့ ပြခဲဝင်တန်းတွေက ပိုင်ရှင်အထံကခွင့်မရှိရင်မထုတ်ပေးနိုင်ဘူးလို့ပြောလိုက်တဲ့အတွက်လူဝစ်ကပြခန်းကပိုင်ရှင်နဲ့ဆက်သွယ်မခြင်းစောင့်ဆိုင်မှုဖြစ်လာပါတယ်။ဆလန်းကလူဝစ်ရဲ့ကလေးဘဝတို့ပြင်သွားပါတယ်။သူမဟာအဖေကမိမိစောင့်မျှော်နေတဲ့ဖားပုံရေပိုက်အင်းကြီးကိုဝယ်လာပေးမယ်ဆိုတာကိုမျှော်လင့်နေပါတယ်။ဒါပေမဲ့မကြခင်မှာသူ့အဖေမတော်တဆမော်တော်ဖြစ်ပြီးတေဆုံးသွားတာကြောင့်မိသားစုအတွက်ဝမ်းနည်းမှုအကြီးအကျယ်ဖြစ်လာပါတယ်။ မိခင်လင်ကငွေကြီးအခက်ခဲကြုံလာတာနဲ့သူခင်မြေလုတ်ရကုံမီထန်သဆိုင်ရအာမခန်ငွေတောင်းမို့တွားလိုက်ပါတယ်။အဲ့နေရာမှာလူဝစ်ကလုပ်ငန်းရှင်ရဲ့သားရှန်ဂူနန်ကိုတွေ့ပြီးသူကလည်းကစားဖို့ဖိတ်ပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုဖြစ်လာပြီးမိခင်က သူတို့မိတ်ဆွေမထစ်စေဖို့တားလိုက်ပါတယ်။ဒါဆယ်နှစ်အကြာမှာလူဝစ်က အထက်တန်းကျောင်းသူဖြစ်လာပြီးမမျော်လင့်မဲမိမိအဆင့်ဆက်သစ်ဖြစ်နေတာကိုတွေ့ပါတယ် နံပါတ်၁အဆင့်မှာရှန်ကူဖြစ်နေပြီးသစ်တန်းကြောင်းသားတအုပ်အနေနဲ့ပြက်လာပါတယ်။မိခင်ကသူမ၏အဆင့်ကျတာအပေါ်စိတ်မချမ်းသာတာနဲ့လူဝစ်ကစာတင်ဖို့ပြက်လက်အားထုတ်ပါတယ်။အတန်းကောင်းဆောင်ခွင့်ပြုချက်အပေါ်ရှန်ကူပြောရမှာလူဝစ်ကသူ့အပေါ်လှုပ်ဝှက်ချနေတာကိုမျှော်နေလာပါတယ်။သူကရှန်ကူရဲ့စာလေးလာနီးကိုလိုက်နာပြီးမိမိခံစားချက်တွေကိုကြားမိုးခေါင်ပေါ်အမိမဖော်ပဲစာရေးထားပါရဲ့။ ရန်ရန်ဆိုတဲ့မိန်းကလေးတယောက်ကရှန်ကူနဲ့နီးနေတယ်ဆိုတဲ့သတင်းထွက်လာတာနဲ့လူးဝစ်ကမနာလိုလာပေမဲ့မိမိရအားကစားလေးချင်းခန်းကိုဆက်လက်လုပ်ပါ යි သူမကြီးမိတ်ဆွေဂျန်ဝင်ရူကလက်ဆောင်တစ်ခုပျောက်ဆုံးသွားတာနဲ့စိုးရိမ်နေရမှာလူးဝစ်ကအားပေးပြီးရှန်ကူကလည်းထိုလက်ဆောင်ကိုပြန်ပေးလိုက်ပါ යි နောက်ပိုင်းမှာလူးဝစ်ကမိုးကောင်ပေါ်ရှန်ကူကသူမရေးထည့်ရတဲ့စာတွေကိုတုနဲ့ဖြင်းနေတာကိုတွေ့ပါတယ်ဒါနဲ့ ူရုနှုတ်ဦးအကြားနေ့တိုင်းစားပေးစာယူဖြစ်လာတော့လဲရှန်ကူကညီသူဖွင့်တယ်လဲမသိသေးပါဘူးဖျော်ဖြေပွဲတစ်ခုမှာလူဝစ်ကတချင်းဆိုရင်မအောင်မြင်ပဲလူသည့်အားလုံးကဟင်းဟင်းရဲကြပါတယ်အဲ့ချိန်ကနေသူမဟာအဒီကမင်းသမီးအဖြစ်မှ နော့ကာယော်ရီယာအဖွဲ့အဝင်အဖြစ်ပြန်သွားပြီးမိတ်ဆွေဂျန်ကအဒီကတချင်းဆိုသူဖြစ်လာပါတယ်ပြပွဲနောက်ကျန်ကရှန်ကူကိုချစ်ကြောင်အတိပေးရမှာလူဝစ်ဟာမိမိလည်းသူ့ကိုချစ်နေကြောင်သိလာပါတယ် သူမဟာ diary game မှာမိမိခံစားချက်တွေကိုရေးသားပြီးအနာဂတ်အပေါ်မသေချာသောစိတ်ခံစားချက်များပါတယ်။နောက်ပိုင်းမှာမိုးရာပြီးမိုးကောင်ပေါ်စားပြီးပျောက်ဆုံးသွားတဲ့အခါသူတို့နှုတ်ငုံလုံးမနာလိုမှုနဲ့လွမ်းဆွဲမှုခံစားပါတယ်။တက္ကသိုလ်ဘဝစတင်ချိန်မှာ လူးဝစ်ကမမျှော်လင့်ပဲရှန်ကူနဲ့ပြန်တွေ့ပါတယ်။သူကတက္ကသိုလ်အတွင် ရုပ်ရှင်တစ်ခုရိုက်နေတာဖြစ်ပါတယ်။သူတို့ကအတိတ်အကြောင်းပြန်တရိပ်ရပြီးရှန်ကူကသူမကိုရုပ်ရှင်နဲ့ပါဝင်မှုဖိတ်ပါတယ် တရားစွဲသင်ခန်းစာတစ်ခုပေါ့လူဝစ်ကဥပဒေအကြောင်းကိုထူးခြားစွာရှင်းပြနိုင်တယ်လို့ရှန်ကူကပုံမစိတ်ဝင်စားလာပါတယ်အလုတ်အချိန်သွင်းမှလဲရှန်ကူကလူဝစ်ကိုအားပေးပြီးပင်မလွန်သောအလုတ်ကထွက်ဖို့အကြံပေးပါတယ်တနေ့မှာ သူမ၏အခန်းကမိတ်ဆွေတယောက်ဘာတစ်ခုမှပြက်ဖနာဖြစ်ရမှာ ရှန်ကူကလာကယ်တင်ပေးပါတယ်အဲ့ထိန်မှာမိုးရွာနေတာကြောင့်သူတို့နှစ်ဦးစလုံးတနေရာမှာထိန်းကျွမ်းပြီးမိမိတို့အတိတ်အကြောင်းကိုပြောကြပါဗျ။ နောက်နေ့မှာမိုးကြောင့်သင်ကန်းစာပြက်ပြက်ခံလိုက်ခဲ့တဲ့လူးဝစ်ကရှန်ကူနဲ့တွေ့ဟုအမှန်မပြောဘဲလိန်ပြောထလာပါတယ်။ရှန်ကူကသူမကို ခလေးဘွားမှအကြိုက်ဆုံးဖားဖုံအင်းကြီးလက်ဆောင်ပေးရမှာလူးဝစ်ဝါနေလွန်ပါတယ်။ဂျွန်းတူးမှရုပ်ရှင်ရိုက်နေစဉ်လူးဝစ်နဲ့ရှန်ကူတို့ပုံမနီးကပ်လာပြီးမိုးရသည့်အကြောင်းပြောပြီးမိုးကောင်စာတွေကိုတတိယကြပါတယ်။သူတို့ကတရားဝင်ချစ်ချင်စတင်ပြီးတက္ကသိုလ်အတွင်းမှာမခွာမခြားဖြစ်ကြပါတယ်။ သို့သောလူဝစ်စီမိခင်ကရှန်ကူရဲ့ဘယင်တွေကိုတရားလူတင်လိုက်တဲ့အတွက်ပြဿနာများပြော့ပေါ်လာပါတယ်။ဒါပေမဲ့သူတို့နှစ်ဦးကအထိန်တိုင်မဲ့အတူရှိဖို့စူးစမ်း